အားလုံးပဲမင်္ဂလာပါဗျာထမင်းပူလေးနဲ့ပဲဖြစ်ဖြစ်တော့ဒီတိုင်းပဲစားရပဲဖြစ်ဖြစ်အရန်ကိုစားတော့ကောင်းပြီဆေးဘက်ဝင်တဲ့ညခွာရဲ့တောင်းနီလေးကိုတောက်ပြလိုက်ပါတယ်နော်ကဲတောင်းနီလေးရတဲ့တိတ်မခတ်ခဲ့တဲ့အတွက်ကျွန်တော်လည်းအတူတူအားလုံးလိုက်ကြည့်လိုက်ရအောင်နော်ကျွန်တော်တို့အရင်ဆုံးညခွာရဲ့လေးလှိတာပြလိုက်ပါမယ်နော်အရင်ပိုင်းလေးတွေကိုဖယ်လိုက်ပါမယ်နော်ရင်းနေတဲ့ဟာလေးတွေကိုညခွာရဲ့လေးကိုပပပပလေးလှိလိုက်တာပိုကောင်းတယ်ပေါ့နော်ကျွန်တော်တို့လှိပြီးရည်ဆိုပန်းနဲ့ထည့်လိုက်တယ်ပေါ့နော် ကဲခုနချက်တော့နေတလုံးနဲ့ကျွန်တော်လှီးလိုက်တယ်ပေါ့ဗျာနေရာမှာကျွန်တော်တို့ခရမ်းကျင်သေးလေးပါတခါလဲလှီးလိုက်တယ်နော်ဒီနေရာမှာခရမ်းကျင်သေးမကြိုက်သမားတွေကတော့မထဲတော့ရတယ်ဗျကျွန်တော်တော့ထဲတုံးလာတယ်ပေါ့နော်ကဲငရဲ့ဒီစိန်နေတဲ့ကျွန်တော်ထည့်တုံလာတယ်ဗျကျွန်တော်ဆက်ဆက်နေစားခြင်းလို့ပေါ့နော်ရုပ်ဒီစိန်နေတဲ့ထည့်တာတယ်ဗျ ပြီးလို့ရှိရင်ကျွန်တော်တို့တမရသီးတွေပါတစ်ခါတည်းလှိရလိုက်တယ်ပေါ့နော်တမရသီးမကြိုက်တော့မချီးရထဲလို့ရတယ်ဗျဟုတ်ကဲ့ဒီတိုင်းမှာတောင်းတာတာတော့နော်ဒါတော့မြင်ခွာရတယ်ပေါ့ကျွန်တော်ဒီမှာကြက်သွန်းနေတလုံးထည့်တာလည်းဒါတော့ခရမ်းကျင်တီတီပေါ့နော်ဒါတော့အချင်းအတွက်တော့တမရသေးတောင်းတာလည်းနော်ဒါတွေကတော့ညီပန်းဆန်တွေကိုထောင်းတာတာပါဗျာဒါတော့နော်စစ်ကြက်တက်ထားတဲ့ဟာတွေပေါ့နော်ဒါတော့ရောက်ပြီးကြက်မှာပေါ့ကျွန်တော်နည်းနည်းဆက်ဆက်လေးစားချင်းနေဆိုတော့ရောက်ဒီစားတွေထည့်တာလည်းပေါ့နော်ဒါတော့ချုံမောက်ဒါတော့အတာမောက်ဒါတော့ပဲမောက်ပေါ့နော် ကဲအားလုံးနဲ့ပြီးပြီဆိုတော့ကျွန်တော်တို့စတော့လိုက်ကြအောင်နော်အရင်ဆုံးကျွန်တော်တို့ခရမ်းကျင်ဒီလှီးတာတာလေးကိုထည့်လိုက်တယ်နော်ပြီးလို့ရှိရင်ကျက်တုံနေလှီးတာတာလေးပါထည့်လိုက်တယ်ဗျအဲ့ဒါပြီးရင်တော့ကျွန်တော်တို့ညီပဲစံထောင်းတာတာလေးတွေထည့်လိုက်တယ်နော်ပြီးလို့ရှိရင်တော့ခုနကရောက်ဒီလှီးတာလေးတွေပါထည့်လိုက်တယ်เนาะပြီးရင်အချုံမောက်ပါတခါနဲ့ထည့်လိုက်တယ်ပေါ့เนาะ ပြီးလို့ဆင်းတော့အသားမော်တွေပါထည့်တယ်ဗျအသားမော်မလိုက်ချင်တော့အိလန်အရဆွဲချလိုက်ရတယ်ဗောနော်ပြီးရင်ရုပ်ချမောက်တွေပါထည့်တယ်ဗျဒီလိုဆင်းခုနဆီရက်တတ်တာတွေထည့်လိုက်တယ်ဗောနော်ကျွန်တော်တို့ကကျွန်တော်တို့ပဲမောက်တွေပါနော်နှစ်စွန်းတော့ထည့်လိုက်တယ်ဗောနော်ပြီးလို့ဆင်းတမယာလေးတွေညှက်ထည့်တယ်ဗောဗျာချင်းချင်းလေးကြိုင်တော့ညံ့ညံ့လေးထည့်ဗောဗျာချင်းချင်းမကြိုက်တမာတော့တော့တော့လေးထည့်ဗောဗျာ ပြီးတော့ဆင်ငံပြိုင်ရေးလေးအနေငယ်ပေါက်လိုက်တယ်ပေါ့နော်ပြီးတော့ဆင်ကျွန်တော်တို့ကနေပေးလိုက်မယ်ပေါ့နော်အကောလုံးနှက်ဆက်သွားအာရပါရနေလိုက်မယ်ပေါ့နော်ဒီနေရာမှာမြင်းခွားရဲ့ဇာကနေပြီးရလို့ဆင်နော်တောက်ပြီးရလို့ဆင်နည်းနည်းပဲရတဲ့အတွက်ကိုကလိုတလောက်လေးကိုနည်းနည်းအပူတောက်တာကောင်းတယ်ဗျကျွန်တော်ကတော့နည်းနည်းပြင်းပြလေးတောက်ထားတယ်ပေါ့နော်ကျွန်တော်လက်ရကိုစားမဲ့လူတရားနောက်မှာအတန်းစီစောင့်နေလို့ပါဗျာ ပေါင္ငံလေးမြည်တိုက်တယ်ပေါ့နော်ပေါင္ငံလေးမြည်ပြီးကိုလိုတလောက်အရသာလေးရပြီဆိုရင်ဒါအရန်ကောင်းတဲ့မြေခွရဲ့တောက်လေးတပွဲတော့ရပြီပေါ့နော်စီပတ်လည်းဝင်တယ်သမင်းပုတ်လေးနဲ့လည်းစားလို့ကောင်းတယ်ပေါ့နော်ကိုကိုလိုမမတို့အတွက်ဖီယာလေးနဲ့လည်းလိုက်ဖက်တဲ့တောက်လေးတပွဲပေါ့နော်ကဲအားလုံးပဲလိုက်တောက်စားကြည့်ကြပါနော်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်လည်းအရန်ကိုကျေးဇူးတင်ပါတယ်ဗျာ